င်္ဂလာပါခင်ဗျာစိုးနိုင်ထွန်းမြန်မာ traditional martial youtube channel လေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာဆိုရင်တော့ကျွန်တော်ပညာဌာနသင်ကန်းစာပို့ချလာတာသင်ကန်းစာအမှတ်25ကိုရောက်ရှိလို့လာပြီးဖြစ်ပါတယ်ခင်ဗျာကျွန်တော်အခုအထိုးတွေပြနေတာအခုငါမျိုးပြီးခဲ့ပြီဖြစ်ပါတယ်စနက်ခွက်ထဲမှာလည်းထည့်ကစားပြပြီဖြစ်ပါတယ်ဒီနေ့မှာတော့အထိုးသင်ကန်းစာစမှာဖြစ်ပါတယ်ညီညီမတွေအနေနဲ့ မှတ်စုစာအုပ်ထဲမှာ live ပါမှတ်ထားစေချင်ပါတယ်အထို့အမှတ်စဉ်နံပါတ်1ဖြစ်ပါတယ်ခင်ဗျာဒီနေ့ကစားပြမှာတော့ကျွန်တော်စကားတွေအများကြီးမပြောတော့ဘဲနဲ့သင်ခန်းစာစလိုက်ကြရပါမယ်။အသင်ခန်းစာပြီးမှညီကိုတွေကျွန်တော်တို့တွေပျော်ပျော်ပါပါဘဟုတုတရစီစကားလေးတွေပြောကြမယ်ခင်ဗျ။ဟုတ်ပြီအဲဆိုကျွန်တော်သင်ခန်းစာစမယ်နော်။ထုံတန်တိုင်းမဲ့ကာရဝပြုပါမယ်။စပါမယ်ဘယ်လက်ခုတ်ထောင်။ပေး 得土，扣茂，溃，背，得土，扣设备，得土，扣闹嘞，茂，溃，背，得土，扣茂，溃，背。 တက်ထောခုဆော့ပဲတက်ထောခုနောက်လည်းမခွဲဟုတ်လွယ်လွယ်လေးပဲမို့လားခင်ဗျာလဲပါတယ်ဒါတွေကရှင်းမှာကျွန်တော်တို့နှစ်ကွက်သုံးကွက်ကစားခဲ့ရင်ဒါတွေကလွယ်လွယ်လေးပါညီညီမတွေဒီဇိုင်းမမလိုက်ပါလေးချင်းငဲမယ်ဆိုရင်လွယ်ပါတယ်ညီညီမတွေမှတ်စုစာအုပ်ထဲမှာဒါအထိုးမှတ်စင်နံပါတ်1လို့မှတ်ပေးပါ ယ်တတ်ထိုးခုတ်မခွဲဖြစ်ပါတယ်เนาะအဲဒါကျွန်တော်အခုညီညီမတွေထုံစံတိုင်းမဲ့ဒဲပြပြီဆိုတော့ကျွန်တော်တခါဒီတိုင်းဘေးဆိုင်တခါပြမယ်เนาะဘေးဆိုင်ဆိုတော့ညီညီမတွေမြင်လာရှင်းအောင်လို့ပါခင်ဗျာကာဝဘီဝမယ်ခင်ဗျာစာပါမယ်ဘယ်လက်ခုတ်ထောင်းတဲ့ပေး 德土，高，会魁，北，德土，设备百，德土，高，茂嘞，茂，魁，北，德土，高，茂，魁。 ပေးတက်ထူခုဆော့ပဲတက်ထူခုနောက်လဲမခွဲရေညီမလေးရှင်းမယ်လို့မျှော်လင့်ပါတယ်ခင်ဗျာဘေးတိုင်းမြင်ခွင့်ရောပြပြလေးနဲ့မှန်မှန်လေးကစားပြတာဖြစ်ပါတယ်ကျွန်တော်ညီရေညီမလေးကိုဒီနေ့ပြောချင်တာပါလဲဆိုတော့ဒီလိုအကွက်သားတွေကစားတတ်ပြီးငါက ပယ်ရပီထိုးရပီခုံးရပီကွာဆိုလို့ကိုကိုကိုတိုင်းတက်သွားပြီလို့မထင်လိုက်ပါနဲ့ခင်ဗျာအခုရထားတဲ့ပညာကန်းနဲ့ပညာရှင်တွေကိုညီရင်ညီမတွေအကြိမ်ပေါင်းထောင်တောင်းမကလေးကျင်းပါကျွန်တော်တို့ဘယ်လိုပြောမလဲကိုကိုတိုင်းကချွေးတွက်များမှတွေးတွက်နေမှာဖြစ်ပါတယ်တိုင်းဆိုတဲ့ပညာရဟာအကျင့်ပေါ်မှာအခြေခံတဲ့အတတ်ပညာဖြစ်ပါတယ်တိုင်းပညာမှာအဆင့်ဘလောက်ရောက်ပြီလဲလို့ပြောပြော ူကတော့ဘာဆင်သူကတော့ဘာဆင်မယ်ပြောနေကြပါသေးဒါကျွန်တော်တဦးတယောက်တည်းရဲ့အမြင်ဖြစ်ပါတယ်အကျင့်ပြတ်သွားတဲ့တိုင်းသမားဟာအဆင်လုံးဝကျသွားတာဖြစ်ပါတယ်လုံးဝအကျင့်မပြတ်ဖို့လိုပါတယ်ညီညီမတွေအဲဒါကြောင့်မို့ကိုရထားတဲ့အကွက်ကိုထောင်တောင်းမကလေးကျင်းကြပါကျွန်တော်တို့ရဲ့ blue steel ပြောခဲ့တဲ့စကားရှိပါတယ်အကွက်ပေါင်းတောင်းနဲ့ချီပြီးတက်เสียမလို့အကွက်ကောင်းတစ်ကွက်ကိုကျွန်တော်တို့ အချိန်ပေါင်း1000လောက်ကျင့်ထားတဲ့လူကပို့ပြီးတော့ကြောက်ဖို့ကောင်းတယ်ဆိုတဲ့စကားပဲဒါအသိမှန်တယ်ခင်ဗျာကိုပိုင်တဲ့အွက်ကိုကိုရအောင်ကျင့်ထားကြဒါဟာတိုင်းသမားတိုင်းတိုင်းသမားတိုင်းမှာကျွန်တော်တို့အများရန်သူတို့စီမှာတက်ဆောင်ပညာဆိုတာထားရပါတယ်ဒါညီညီမတွေသဘောပေါက်လာပါလိမ့်မယ်နောက်ပညာကန်းနေနောက်ပညာတွေကဘာလို့တက်ဆောင်ပညာလို့ခေါ်ကြတက်ဆောင်ပညာလားဆိုရင်အရေးကြုံရင် အလင်းစလို့ထွက်တဲ့အကွက်ဖြစ်ပါတယ်ကျွန်တော်တို့အရေးဆိုရင်အလင်းထွက်မယ်။ तू ကဒီကွက်ကိုပဲဂျိန်ဖန်များစွာကျင့်တယ်။ तू ကြိုက်တဲ့အကွက်ကိုပဲဥမာကျွေးတဲ့အကွက်တွေရှိတယ်ခေါ်တဲ့အကွက်တွေရှိတယ်။ငါ तू နဲ့ရန်ဖြစ်နေပြီ तू နဲ့ပြန်။အော်ဒီကောင်ကတော့ငါဒီလိုလေးလှုပ်ပြန်လဲဒီကောင်လာထိုးမယ်ဒီကောင်နေရဲ့ဘလင်းကောင်နေဘလိုင်းကောင်နေဂျုတ်တည်းကဘလိုလုံးရင်ဘလိုဝင်မလဲ။ तू တို့ကတီးပြီးသားတွေဖြစ်တယ်။ဒါဟာတိုင်းရဲ့မှတ်ဉာဏ်တိုင်းရဲ့ဉာဏ်ဖြစ်တယ်။ ခေါ်တာကျွေးတာတွေကိုကျွန်တော်တို့ရှိတယ်။အဲ့ဒီအကွက်တွေကိုသူတို့အပိုင်ကျင့်ထားတာရှိတယ်။အဲ့ဒါကိုတော့တက်ဆောင်ကွက်လို့ခေါ်တယ်။ဒါကြောင့်မို့တက်ဆောင်ကွက်ကိုအ ਨੇ ဆုံးကိုကိုကိုယုံကြည်မှုရှိရှိအလွယ်တကူခုခံတိုက်ခွက်လျှင်ရင်မြန်ဆုံးတိုက်ခိုက်နိုင်တယ်။ကိုနဲ့ကိုခန္ဓာကိုယ်နဲ့စနစ်မကျတဲ့ဘယ်လိုပြောကိုရဲ့ခန္ဓာကိုယ်ဖွဲ့စည်းပုံနဲ့မှအံဝင်ခွင့်ကြမဖြစ်တဲ့အကွက်တွေကိုအသေးအံလိုက်ပြီးကျင့်စရာမလိုဘူး။ဒါတွေကတကယ်ရန်ပွဲမှာအနေရရှိနိုင်တယ်။အလွယ်ကူဆုံးနဲ့ဆိုရင်ကိုကွာဥပမာပြောပြမယ်။ ဆောင်းလက်တီထိုးရမယ်ဝိုင်းလက်တီထိုးရမယ်ပင့်လက်တီထိုးရမယ်ဒါကိုပဲမြင်အောင်ကြင့်ထားမယ်ဆိုတော့ဖြောက်ဝိုင်းပင့်ဒါဟာညီကိုညီမတွေကအသုံးဝင်လာတဲ့သက်ဆောင်ပညာဖြစ်အခုပြောတာသဘောပေါက်မယ်လို့ထင်တယ်နော်ကိုယ့်ရဲ့ခန္ဓာကိုယ်ဗေဒခန္ဓာဗေဒရဲ့ဖွဲ့စည်းပုံတိစောက်ပုံနဲ့လို့ယူပြီးတော့ကိုယ်ကံရမယ်ဥမာကိုယ်ကံတတ်တယ်ဒီလိုပဲကံတတ်တယ်အမြင့်ကြီးသူများတွေလို့လှကံတယ်ကျွန်တော်ရုပ်ရှင်ဗီဒီယိုတွေရတယ်လို့ဝဲကံနေအောင်မကံတတ်ဘူးအဲ့ဒါကို အသေးတန်လိုက်ကြည့်ပြီးတော့တကယ်ရံပွဲမှာအဲ့ဒီလိုတွေလုံမယ်လို့စိတ်ကူထားရင်တော့မှားသွားပါလိမ့်မယ်ညီကိုညီမတွေအခုပြောချင်တာအခုရအပိုင်ဆုံးကဥမာသူနဲ့ကိုနဲ့စောင့်နေတယ်သူလာတယ်ဘယ်လိုလာမလဲကိုကစို့ချင်ပဲအများအဆုံးသူလာတိုင်းလာတိုင်းကိုကစို့ဆိုပြီးတော့စောင့်မယ်သူပြေးဝင်လာလိုက်ဘာမှမလုပ်တတ်ဘူးစို့လိုက်မယ်ဒီလိုပုံစံမျိုးတွေဖြစ်တယ်ဒါကိုရခန္ဓာကိုဖဖွဲ့စည်းပုံနဲ့အကြိုက်နှစ်သက်ဆုံးကိုရအလင်းအမြန်ဆုံးထွက်မဲ့ဟာကိုကြည့်မယ်အဲ့ဒါမှမဟုတ်ဘဲနဲ့ကွာ သူကတော့ဘလို့ဝင်လဲငါတော့ပတ်ကန်လိုက်မယ်ဆိုပုံစံမျိုးကိုကကျုပ်ရှင်တွေကဟာတွေကိုကြည့်ပြီးတော့လုံးဝစိတ်ကူးမရင်ပါလဲစိတ်ကူးမရင်တော့တကယ်မရှိဘူးပြောတာမဟုတ်เนาะရှိတယ်ညီညီမတွေဒါတွေကခြေကန်နီးစနစ်တွေကိုလုံးဝတတနာနာလေ့ကျင့်ထားမှသာဖြစ်တယ်အဲ့ဒါကြောင့်မို့ညီညီမတွေကိုပြောချင်တာကိုကဒီတိုင်းပညာကိုသင်ယူပြီးဆိုရင်ကိုရဲ့သက်ဆောင်ပညာအနေနဲ့ကိုအပိုင်ဆုံးအကွက်တွေကိုအကောင်းဆုံးကျင့်ပါကိုကိုကိုမာတော့ခတ်ထားနေအောင်ကျင့်ပါ ိုဟာကြားရဲတကောင် ဖြစ်နေရမယ်လုံးဝတိုင်းသိမ်းပြီဆိုတာနဲ့မိတ်ဆွေတို့ပတ်ဝန်းကျင်မှာဒီကောင်တိုင်းကျက်နေတယ်လို့မြင်လိုက်တာနဲ့စမ်းကျင်တဲ့ထိကျင်တဲ့လူတွေရှိနိုင်တယ်အချိန်မြေးလာပြီးတော့ကလိကျင်တဲ့လူရှိရဲအဲ့ဒါကိုကိုကအပြောင်သဘောအပြုတ်သဘောဆိုကိစ္စမျိုးတကယ်အတီးလာစမ်းတဲ့အချိန်ကျရင်ကိုဘက်ကလည်းပြန်လဲတုတ်ပြန်နိုင်စွမ်းရှိရမယ်ကိုဟာအမြဲတမ်းကြားပြူတကောင်ကြားရဲတကောင်ဖြစ်နေရမယ်ကြားအိုတကောင်လို့သူများစတိုင်းသူများလောက်တိုင်းခံရမယ့်ဟာမဖြစ်စေနဲ့ ကိုကလည်းအမြဲတမ်းတွက်လက်ပေါ်ပါနေရမယ်ကိုရဲ့ခန္ဓာကောလည်းမာကြောနေရမယ်တန်မာနေရမယ်နှင်းမြန်ပြက်လက်နေရဒါကြောင့်မို့တိုက်ထိုးပါကျွန်တော်တို့လှိမ့်တာတွေကျင့်ပါလက်သီးလို့တွေကျင့်ပါခြေကံတွေကျင့်ပါအမြင်ကြီးကံကြမို့ကျွန်တော်တို့လိုကက်လေးတွေကံလို့ရတယ်ဥမာခြေစလုံးလှိမ့်ကံတာဟောဘာမှမလို့မွေထိုင်းနေဆိုမြင်မှုတယ်မို့လားမွေထိုင်းကျွန်တော်အဲ့ဒါခြေစလုံးတုံးလို့ဝိတ်သမားတွေကံတယ်လို့အဲ့ဒါတွေအပန်းချင်းကိုနိုင်တဲ့ဟာကိုကိုအပန်းချင်းဒါဟာတိုင်းပညာရဲ့အဓိကအကြဆုံးအချက်ဖြစ်တယ် ကိုယ်ခန္ဓာဗေဒနဲ့လိုက်တဲ့အချက်ကိုပဲကြည့်မယ်။အဲဆိုရင်ညီညီမတွေသဘောပေါက်မယ်လို့ထင်တယ်။အဲဆိုရင်ကိုယ်စကားပြောတာအရင်ရှည်သွားလိမ့်မယ်။ညီညီမတွေကိုပြောချင်နေတာကအခု၅ကွက်ကစားတာအကိုရကျွန်တော်တို့၅ကွက်ရိုးရိုးကြီးကြီးတဲ့ကစားနေတာကစားလို့မရဘူးလား။တခြားလို့ကစားလို့မရဘူးလား။ရတယ်နော်ညီညီမတွေ။ဒါညီညီမတွေပြင်းသွားမှဆိုလို့အကိုဒီခါတော့လှည့်စုပ်ထိုးတဲ့ဟာနဲ့ကျွန်တော်ပြပေးမယ်။အခုပယ် ကျွန်တော်တို့ပယ်ထိုးခုတ်ကိုပေါ့နော်အဲ့ဒါကိုကျွန်တော်ပြမယ်ညီငယ်ညီမတွေလိုက်ကြည့်ပေးပါပဲလောက်ခေါ်တော့ပွေသူကိုရန်ဒူလာပြီနောက်ကလှဲ့ပဲသူကိုနောက်ကဝင်လာပြီပွေသူကိုမခွေမရအောင်လားနော်ရတယ်နော်ညီလေးညီမဒီလိုကစားလို့ရတယ်နော်ဒီဘက်ကပွေသူ ခုလာပြီနော်ပေးထိုးခုနောက်ကဝင်လာပေးထိုးခုစပယ်တက်ထိုးခုနောက်လိုက်မှာကံလို့မရဘူးလားနောက်လဲမရရင်တော့ပညာရှင်သဘောတရားကျွန်တော်ကန်းကံမပြတာနော်မကံထိုးခဲရတယ်ခုလို့ရတယ်ဒါပါပဲဒါဆိုရင်ရှင်ညီမတွေသဘောပေါက်မယ်လို့အကုန်မျှော်လင့်ပါတယ်စုပ်ပြီးတော့ပယ်ထိုးခုရတယ် ဒီသဘောမျိုးလည်းကျင့်လို့ရတယ်เนาะညီညီမတွေသဘောပေါက်မယ်လို့ညင်တယ်ဒါဆိုရင်ကျွန်တော်တို့တိုင်းလျှောက်တန်းစောကတော့ကျွန်တော်မပြောတော့ဘူးဗျဒီခုဆိုရင်25ရက်တောင်ရောက်လာပြီကျွန်တော်အစဖိုင်နေမှာပြောခဲ့တယ်เนาะတိုင်းလျှောက်တန်းစုံနဲ့ကျင့်မှာပေထိုးခုစပယ်တထိုးခုစုပ်ပယ်ထိုးခုပေထိုးခုအလားတွေလေ့ကျင့်ရမယ်เนาะကျင့်ဖန်များစွာဟာဒီနေ့ဟာနဲ့ဟိုးအရင်ကရခဲ့တဲ့ပညာတွေနဲ့လည်း ရိုဒက်ဘီလိုကျင်းလို့ရတယ်ဟိုမှာကျွန်တော်ပြောမယ်ပေးထိုးခုတ်အော်ခါဝိုက်ခုတ်ခတ်ခုတ်မရဘူးလားရတယ်နော်ညီပေးထိုးခုတ်ခတ်ခုတ်အော်ခါဝိုက်ခုတ်မရဘူးလားရတယ်နော်ညီညီမတွေဓာတ်တွေသဘောပေါက်ဖို့လိုတယ်အားကြောင့်မို့ညီညီမတွေနဲ့ကိုယ့်ရဲ့တိုင်းမှန်ညာတိုင်းရဲ့စွမ်းအားကိုယ့်ရဲ့ညာကွန်မြူးလိုကျွန်တော်တို့ဖော်ထုတ်လို့ရတယ်ဒီထဲမှာဒါအကိုပြနေတာပညာရဲ့သဘောတရားအရာ ရိုးရိုးကြီးပဲဗျာအကိုတို့ဘိုင်းမမတွေ့နေရတဲ့ပညာစင်ဖိုင်နေဟာဥမာအပြဖိုင်ရှိတယ်အပေးဖိုင်ရှိတယ်အခုအကိုပေးနေတာမင်းတို့ကိုပညာပေးနေတဲ့ဖိုင်ဖြစ်တယ်ပြနေတဲ့ဖိုင်မဟုတ်ပြနေတဲ့ဖိုင် short view လေးလေးမှာတွေ့တယ်မို့လားအလှလေးလှတယ်ကိုစိတ်ကြိုက်စင်ထားတဲ့ဖိုင်လေးဒီလုံးလေးတွေနဲ့အရန်ကြီးလို့ကောင်းအခုကျွန်တော်ပညာပေးနေတာတော့ဒီလုံးမပါဘူးရိုးရိုးကြီးတွေဗျာပညာရဲ့သဘောကတင်ရိုးဆိုတော့ရိုးရိုးကြီးပဲဖြစ်နေ ရိုးပေမဲ့လဲစွမ်းနေဆိုတာသိစေခြင်းနဲ့အဲဒါကြောင့်မြေညီမတွေ design member like ပါလေးခြင်းကြပါခင်ဗျာဒီနေ့တော့အခုရဲ့ video fan ကိုတင်နေရတဲ့ရနာပါတယ်ညီရင်ညီမတွေအားလုံးစိတ်ကြမှာတင်ကိုကြီးချမ်းသာခြင်းနဲ့တလုံးတပါးပြည့်စုံကြပါစေခင်ဗျာစိတ်သွားတိုင်းကိုပါလူရဆန္ဒတွေလည်းပြည့်စုံနိုင်ကြပါစေခင်ဗျာ ကျောင်းနေကြစကားတိုင်းမှာပဲညီတယ်ညီမတွေအားလုံးအကိုတင်ကြပို့ချပြီးတဲ့ဒီပညာရက်တွေကိုမိမိကိုမိမိခုခံကာကွယ်ရနိုင်အမျိုးဘာသာသာသနာကိုစောင့်ရှောက်နိုင်တော်သူများဖြစ်ကြပါသည်ခင်ဗျာအခုတင်ကြပေးတဲ့ပညာရှင်တွေနဲ့နိုင်ထက်စော်ကားပြုလိုမှုများမကောင်းသောဒုစရိုက်နယ်ပယ်များမှာပြန်လည်အသုံးချခြင်းများလုံးဝမလုပ်ကြဖို့အကိုမြတ်တာရက်ခံပါတယ်ခင်ဗျာအခုတင်ကြပို့ချနေတဲ့ဒီဗီယိုဖိုင်တွေကိုတခြားဆိုရှယ်မီဒီယာတွေမှာပြန်လည်တင်ပြခြင်းလည်းမလုပ်ကြဖို့အကို အနုညောတောင်းပန်ပါတယ်ခင်ဗျာဒီ view file လေးကညီရညီမတွေတဲ့အတုံးဝင်မယ်လို့မျှော်လင့်နေတကယ်လို့အတုံးဝင်ခဲ့တယ်ဆိုရင်လည်းညီရညီမတွေရဲ့ comment လေးတွေကိုယ့်ရဲ့ view file အောက်မှာရေးပေးခဲ့စေချင်ပါတယ်ညီတို့ပေးတဲ့ comment တွေဟာအကိုရှေ့ဆက်ရမယ့် video တွေအတွက်ခွန်အားဖြစ်စေလို့ပါအားလုံးကိုချစ်ခင်လေးစားလျက်ပါခင်ဗျာကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ